ဆိုင်နေစီဆိုကြပြရမယ်ဖြစ်တဲ့ကြောင့်မလို့မိကိုလည်းကြည့်သေးတယ်လို့ခေါ်လိုက်တာပဲကြည့်ရတယ်ကြည့်ကြရတယ်လေကဒီလိုပဲပါတော့သားနဲ့ဘွက်တရားနဲ့ခံစားချက်ရှင်းကြော်တာပဲ you my queen ဈေးတဲ့ဘဝကလာတော့စီစစ်တာပေါ့နော်စီစစ်တာပေါ့အဲ့လိုမျိုးပတ်စံဆိုလို့ရှင်ဟိုတကယ်တော့ရှုံးဆိုလည်းအများကြီးပဲရှုံးလာတယ်မဟုတ်ပါဘူးဒါပေမဲ့သူတို့အနေနဲ့ကြတော့လေဟိုမေတို့ကြတော့စီစစ်ခဲမေတို့စီစစ်ခဲလို့လည်းကျွန်တော်တို့ဒီလိုမျိုးနေနိုင်တာလေနော်ဟုတ်လို့ရှင်ကျွန်တော်တို့အဆင်မပြေရကြာပြီပေါ့အဲ့တော့ဟိုကျေးဇူးတင်ပါတယ်ဩအခါတစ်ထောင်လောက်ပြေပြီပြီဝတ်သားတယ်လို့ပြောလိုက်ပြောရပြောလိုက်ဝတ်သားရောင်းခဲ့တာလေအဲဝတ်သားရောင်းခဲ့ပြီးတော့ ဒီတားစုကိုလည်းတွေ့ခဲ့ရပါတော့ဒီတားလေးကိုလည်းကြောင်းခါဟိုကြောင်းတိတ်လုံးပေါ့နော်အဲ့လိုမျိုးနဲ့ဆယ်နာအံပြီးတော့လုပ်ငန်းကိုနေဝင်တော့အမေနဲ့နဲ့တက်တော်ရောပါဒီကနေတက်တာဟုတ်ဟုတ်မရှက်ပါဘူးခင်ဗျာဒါဘဝမှန်မယ်နော်ဘာလို့ရှက်เสียရလဲရှက်เสียမှာပါအဓိကကတော့ကျွန်တော်ငငယ်ကလေးကအိမ်မက်ကလည်းဒီပါတွေကိုတောင်းတတာနဲ့ပြပြဆုံဆုံးထားခြင်းနဲ့သူတို့ဘာမှလုပ်เสียမလို့ပဲနဲ့အိမ်မှာပဲနေ ျွန်တော်ရှာရွေးချင်တဲ့ SK ကရှိရအဲကြောင့်မို့လဲ serial video ရလုပ်လုပ်ငန်းငုံဝင်နဲ့ရတဲ့ percent ဆိုလို့ရှိရင်အမေကိုပေးတယ်အဲ့မှာအမေပြန်ပေးတဲ့ဟာကိုတင်ပြီးရပေါ့နော်အဲ့လိုမျိုးအဲအဲ့တော့လဲအဲ့ကလေးကလည်းတည်တက်ခဲလို့လဲကျွန်တော်တို့အများကြီးချစ်ခင်ရတာထင်ပါတယ်ပရိသတ်မြစ်တာကြီးရတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့အမေပါအဖေမမပါအမေဆိုအမေပေါ့ဦးမင်းမင်းအောင်ဆိုတာအဖေပေါ့မန်လေးမှာ you my lady ကျွန်တော်ဘွားရဲ့ပထမအဦးဆုံးဒီ sign နဲ့ဒီဆိုချက်ပြရမှာဖြစ်တဲ့ကြောင့်မလို့မိကိုလည်းကြည့်နေတယ်လို့ခေါ်လိုက်တာပဲကြည့်ရတဲ့ကြည့်ကြည့်ရတဲ့နေလေးပါဒီတော့ဒါနဲ့ဝတ်ရတဲ့ခန္ဓာချက်ကိုရှင်းပြတာပေါ့။ဒါနဲ့ရင်းနေတဲ့စနားထောင်လို့ဘယ်ရန်ကောင်းမလဲ။စဉ်းစားရအောင်။ဘယ်ပြောတာပေါ့ပြောရအောင်။စင်မောစဉ်းစားချက်ကလန်အော်။တောင်းနေတယ်။ အစတော့ဖြူဖြူလေဝသွားပြီအခုတော့မေချိုးရှင်းမှလည်းဆိုရတယ်ပြီးတော့ကျွန်တော်တို့ဒီပွဲမှာရောက်နေပြီးတော့ခင်ဗျာကျွန်တော်တို့မန္တလေးကအနုပညာကိုတကယ်တန်ဖိုးထားတယ်မြန်မာနုပညာကိုတန်ဖိုးထားရဲ့ဖေဇာဘယ်ဘူးဆိုတာလည်းမြန်မာနုပညာကိုတန်ဖိုးထားရဲ့ပေါ့နော်အဲ့တော့ဒီလိုလူတွေရှင်းမှဒီဆိုဖြိုပြရတဲ့အခါပြီးတော့ဒါကိုထက်အခါဆိုလည်းကျွန်တော်ဒီမှာတနေ့ပတ်သက်လို့ရှိရင်အခုတင်ပြရစီရပါအခုဆရာကြီးရှင်းမှာဆိုရတာဆိုတော့အယန်းကိုစိတ်လှုပ်ရှားမှုကတော့ နှစ်ပုံလုံးတုံနေပါတယ်လက်တွေချေပေါ့နော်ဒါမဲ့လည်းထိမ့်ပြီးတော့တိုင်းတလောက်တော့ပြီဆိုလိုက်ပါတယ်အမယုံပါရင်လည်းနားလဲပြီးပါဘူးနောက်ထပ်လည်းထပ်ဆိုးရအောင်ပါတော့အဲတိတ်တည်းမလဲတိတ်စုတင်ပါတယ်လို့အားပေးကြတယ်နော်သူ့ဘာသူ့ဘာပဲသူ့ဝါဒနာပါတာသူ့ဘာသူ့ဘာဘူးအမေကကျွန်တော်ကိုညင်းတာသူကအမေကတားတာတေးဥဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူစုံလုံးပြပြရပါပေါ့နော်ကျွန်တော်ကကျွန်တော်ဝါဒနာပါပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မန္တလေးကမြို့ရွာလဲတပေးမြို့ရွာရှိရယ် ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်မှာရဆိုအိတ်စွာထဲရဆိုတော့အဝါဒနာပါတယ်ဒါပေမဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရဲမိမဖြစ်နိုင်ပတ်စံတွေမဖြုံးနေဆိုပြီးတော့ပြောရတော့အမေပါပဲကိုနားမှာပဲရှိသိချင်လို့လေအဲ့တော့သူရန်ကုန်သွားနေရမှာလေကိုကမန္တလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ကိုနဲ့ခွဲရမှာဆိုလို့အဲအဲတော်တယ်လေအခုကမခွဲရတော့ဘူးတူတူပဲတူတူ အောက်ဖြစ်တာပေါ့မိဘရေဘေးနားမှာရှိနေတာမိမမဟုတ်ပါဘူးဖေလည်းဘေးနားမှာရှိရဲ့အဲဟိုဖုန်းဆက်ဆက်ပြီးတော့တစ်ခုခုဆိုနေမကောင်းတော့သူလိုကွဲနေနေဆိုသူကလို live တရားနေကြည့်ကြည့်နေပြီးတော့ဥမာကိုကတော့နှာရီစီးလို့ညစ်လိုက်တယ်ဆိုလို့ရှိရင်သူကခဏနေဖုန်းခေါ်ပြီးဒါနှာခေါင်းကြီးယူနေရဆိုဒီကိုကပင်မန်းလို့အဲ့လိုမျိုးထိုင်လိုက်ပြီးဆိုလို့ရှိရင်ပင်မန်းနေရလားဖျားနေရလားအဖေကအမြဲတမ်းဖုန်းဆက်တယ်အဲ့ဒါအဲ့ဒါတော့အဖေဖေကလည်းအဲ့လိုမျိုးချစ်တယ်လို့အမေကလည်းချစ်ပါတယ် တော့စိတ်မပူပါဘူးချစ်တာပဲလေနော်ချစ်တာပဲလေသူ့ကိုချစ်တဲ့ပြည်သက်တွေကိုလည်းချစ်တယ်လေသူကသူကအကုန်လုံးရံမိအတွက်တဲ့ကိုတဲ့ဆောင်တဲ့ကိုကမှဟိုတစ်ခါလေကိုရိတ်တယ်ကိုပြန်စရသူကအကုန်လုံးတမိနာပါရန်နေတတ်တာကျွန်တော်လှုပ်ချင်တာလို့ငွေကလေးအဲ့တခုတော့ဟိုအဖေနဲ့မိကအကျွန်တော်အဖေနဲ့မိအာတာချက်ကတော့ကျွန်တော်လှုပ်ချင်ရလို့လှုပ်ချင်ရလို့ဆိုပါမမသွေမပြောမှားနေတာမပြောသေးဘူး ပြီးတော့မှတကယ်တော့အရန်မားတော့မယ်ဆိုမှဒါထောက်ပြတွင်တင်တာပေါ့နော်ဒါပေမဲ့ဟိုစုံးမရယ်ဒါပေမဲ့ပိတ်ပင်တာမျိုးတခုမှမလုပ်ဘူးအဲကြောင့်မို့လို့လေကျွန်တော်ကဟိုကျွန်တော်လှုပ်ချင်တဲ့အရာတိုင်းကိုကျွန်တော်ရေးရုံးမှလုပ်ရဲတာပေါ့နော်အဲ့အဲ့အလေးထားလေးကတော့ဖိနေမီတရားပါတာပေါ့ဥပမာလူချင်းတော့ကကျင်နေဆိုလို့ရှိရင်လည်းမကရဘူးခါညာကျောင်းနိုင်မှာသူ့ဆိုရှိရလေကျောင်းကျောင်းမှာတော့ကရခဲ့ရတယ်အဲလှုပ်ချအားပြီးတော့ချလှုပ် တကယ်လို့အဲ့မှာကိုယ်အဆင်မပြေခဲ့ဘူးဆိုရင်ဒါတင်ငန်းစာကြီးအဲ့လိုမျိုးတုံသင်ခဲ့တယ်မိသားစုဒီကမိဘပေါ်ပြီးတတ်ပါမယ်ငငယ်ကနေကလည်းလိမ့်ပါတယ်လေကလေးငငယ်ကနေကလည်းစိုးရတာမှမပါဘူးလိမ့်ပါတော့ပြီစစ်ဆုံးနေစစ်တုံးနေစစ်တုံးနေမိဘတွေကိုကျွန်တော်ကဟိုဖျားလို့ကိုးကွယ်တာလေဟိလာအဲ့တော့ဘယ်တော့မှစိတ်ဆင်းရအောင်မလုပ်ဘူးအဲ့ဒါတော့အဲ့အဲ့ဒါကလည်းဟိုအဲ့ဂျေဇူးတွေအဲ့လိုပြောရမလဲမိဘပေါ်တိတက်လို့လေအခုလိုမျိုး အများကြီးတော့ဟိုလူချစ်လူခင်ခံရတယ်လို့လည်းထင်ပါတယ်အများအတန်းတော့ဟိုပုံမှန်တော့ကြတော့ပါတယ်ကြတော့လဲကြတော့မှာပါဒါကမကြတော့ရသေးပါဘူးကျွန်တော်လည်းမအားတာနဲ့ပေါ့နော်အဲဒါပေမဲ့ကြတော့မှာတော့စိတ်ဆင်းရအောင်လို့ဟိုပြင်မှာပေါ့မင်းလိုချင်ဝယ်ပြင်မယ်လို့ဒီနေ့တော့အဲ့လိုမျိုး300 400လောက်တော့တုံးလို့ပြောတာဒီလိုပဲသူကဒီရင်ကြိုက်တာသိလားဟုတ်ပြောနေရအမေကကြတော့မှစိန်ကြောက်ဝယ်ပြလို့မရဘူး သူ့ကိုဝယ်ပေးချင်ရင်ကိုလုံးရောတွက်လက်ခတက်တာရခါပေါ့နော်။ तू ကမန္တလေးကျွန်တော်အမေကရန်ကက်စီနေဆိုတာလေ။စုရရဲ့။သူ့ကိုလက်ကောက်လုပ်ပေးချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကိုလုံးလားဟာလားအဲ့လိုခေါ်လား။ကိုစမ်းလာလေမလုပ်ဘူးပေါ့။မလုပ်မလုပ်အဲ့လိုဝယ်လေရတာမရှိဘူး။ဒါအခုဒီလိုကြာလာဆိုသူ့မှာဝယ်စရာမရှိတော့ဘူး။လက်လာလေအဲ့တော့စင်စွဲခုကိုပဲပူဇော်ရတာပေါ့နော်။စင်မအောင်ဆိုစင်လေအဲမုတ်ဈေးတဲ့ဘဝလာတော့စီစစ်တာပေါ့နော်စီစစ်တာပေါ့အဲ့လိုမျိုးပတ်စံဆိုလို့ရှင်ဟို တကယ်တော့ရှုံးဆိုလည်းအများကြီးပဲရှုံးလာတယ်ဟုတ်ပါဘူးဒါပေမဲ့တို့အနေနဲ့ကြတော့လေဟိုမေတို့ကြတော့စီစစ်ခဲမေတို့စီစစ်ခဲလို့လည်းကျွန်တော်တို့ဒီလိုမျိုးနေနိုင်တာလေနော်ဟုတ်လို့ရှိရင်ကျွန်တော်တို့အဆင်မပြေရကြာပြီပေါ့အဲ့တော့ဟိုကျေးဇူးတင်ပါတယ်ဩအခါတစ်ထောင်လောက်ပြေပြီဝတ်သားတယ်လို့ပြောလိုက်ပြောရပြောလိုက်ဝတ်သားရောင်းခဲ့တာလေအဲဝတ်သားရောင်းခဲ့ပြီးတော့မိသားစုကိုလည်းတွေ့ခဲ့ရနော်မိသားလေးကိုလည်းတောင်းခတိုင်လုံးတိုင်လုံးပေါ့နော် အဲ့လိုမျိုးနဲ့ဆယ်နာအောင်ပြီးတော့လုပ်ငန်းကိုလည်းဝင်တော့အမေနဲ့တက်တော်တော့တာဒီကနေနဲ့တက်တော်တော့ဟုတ်ဟုတ်မရှက်ပါဘူးခင်ဗျာဒါဘဝမှန်မယ်နော်ဘာလို့ရှက်စရာလဲရှက်စရာမဟုတ်ပါဘူးအဓိကကတော့ကျွန်တော်ငငယ်ကလေးကအိမ်မက်ကလည်းဒီဘာတွေကိုတတောင်တတာနဲ့ပြည့်ပြည့်စုံစုံထားခြင်းနဲ့သူတို့ဘာမှလုပ်ဆရာမလိုဘဲနဲ့အိမ်မှာပဲနေကျွန်တော်ရှာရွေးချင်တဲ့စိတ်ကူကရှိရအဲကြောင့်မို့လဲ၁၀တန်းပြည့်ပြည့်ရလုပ်ငန်းကုန်ဝင်တဲ့ရရတဲ့ပတ်စံဆိုလို့ရှိရင်အမေကို ပြီးတယ်အဲ့မှာအမိပြန်ပြီးတဲ့ဟာကိုတင်ပြီးတယ်ပေါ့နော်အဲ့လိုမျိုးအဲအဲ့တော့လေအဲ့ကလေးကလည်းတိတက်ခဲလို့လေကျွန်တော်တို့အများကြီးချစ်ခင်ရတင်ပါတယ်ပရိသတ်မြေတာကြီးရတယ်ဟောအဖေမိဘနှစ်ပါးလုံးလို့ပြောရလေဟုတ်တယ်အဖေကအရင်စိတ်ကောက်တာသူဒီဘက်မလာလို့ကြောကြာတိတယ်သူမသိဘူးအမေကိုဒီဘက်ကိုခေါ်မှာအဖေမသိဘူးဟောတရင်ကျွတ်မှာဒါချစ်ရတဲ့လူကြီးမိဘကြီးအားလုံးစိတ်ချမ်းသာခြင်းလူကြီးမိဘပရိသတ်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ ဒါစိတ်သွားတဲ့ကိုပါပြီးတော့စီးပွားရေးလည်းဒီလာတုတ်တတ်ပါစေခင်ဗျာကျွန်တော်တို့ဒီပွဲမှာခုလိုမျိုးဖိတ်ခေါ်ပေးတဲ့စင်စပယ်ဘူးစိတ်တိုက်ကြီးလည်းဒီဆက်မကပို့ပြီးတော့အောင်မြင်မှုတွေထွန်းရှိပါစေခင်ဗျာနေ့40ကျော်ကနေပြီးတော့နောက်ထပ်နှစ်ပေါင်းရာချီထောင်ချီအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ပြီးတော့စီးပွားရေးတုတ်တတ်ပါစေဟင်းကြည့်ရမှာခင်ဗျာ